ီးတော့ခမည်းတော်ကဘုန်းကြီးပြန်နိုင်ကရဝိတ်တွေလောင်တတ်တွေအေမန်တတ်တွေနဲ့ဘောမှာအေးရင်ယူတဲ့မင်းသမီးကဘာဆိုနတ်ပြေသို့ကြွာသွားကြွာသွားဟိုကဘယ်သွားလို့သွားမှာမလဲစွတ်ပြီးတော့နတ်ပြေကြွာခိုင်းယုံမယ်ဒုဝလက်နယ်ထဲမှာစမွန်းဆိုတဲ့ရွာကြီးရှိတယ်ရပါ့မယ်နော်ရွှေချင်းသာသနာပိုင်ပေါ်ခဲ့တဲ့ရွာကြီး အဲ့ဒီသကုံးရွာမှာဆတော်ကြီးကဇာတ္တပေတာအကျင့်အလွန်မြင့်မြတ်တဲ့ဆတော်ကြီးတပါးတပည့်တွေကလည်းဇာတ္တပေတာအနေထိုင်တော်တွေကြည့်တယ်ပဲဓာရီရွာတွေကဘုန်းကြီးမရှိရင်ဆတော်ကြီးစီလာပြီးတော့ကိုးကွယ်ဖို့ဘုန်းကြီးအစားတောင်းတနေ့ကြတော့အင်းကြီးတထောင်ကျော်လောက်ရှိတဲ့ရွာကြီးဓာရဒကာတော်မတွေကလည်းသရတရားကောင်းအလှူဒန်းတွေကလည်းများ ဲ့ဒါကြောင့်မှဘုန်းကြီးမရှိတော့သမောစတော်ကြီးစီလာပြီးဘုန်းကြီးတစ်ပါးတောင်းလိုက်တောင်းတော့စတော်ကြီးကစဉ်းစားငါအသက်ရွယ်ကြီးပြီစတော်ကြီးဝေယဝိဆာလုံနေတာဘယ်သူလဲလို့ဆိုတော့ဥကုသလစတော်ကြီးပေါ်မှာတော့တောင်းသိကြည်တဲ့ပုဂ္ဂိုလ်မနဲ့ညပေါ့လေဒါပေမဲ့သူ့ရဲ့နေဘုံတိုင်းဘုံပြောဘူးပြောဟန်စတော်ကြီးကမကြိုက်ဘူး မရိုက်ပေမဲ့ပြိဿကြီးကျေးဇူးတွေများတော့မပြောရက်အဲ့ဒါဒီနေ့ကျတော့ခုနအင်းကြီးတထောင်ရွာကြီးကဘုန်းကြီးမရှိလို့လာပင်းတော့ဩငါသက်ကြီးပြီငါမရှိတဲ့နောက်ငါနေရသူနဲ့တော့မတန်ဘူးတော့ကြနေရကောင်းမရရှိရောမယ်ဆိုပြီးတော့ဥပုသလာကြီးထဲပါတယ်ဒါတော့ဆရာကြီးကပြေးလိုက်တဲ့ဘုန်းကြီးဆိုတော့မြန်မြန်နုံနုံပေါ်ပြန် ရွှေဘုံတော်တို့ရွှေမိုးတွေရွာအိုးစီတွေဘုံပေါင်းတွေတခန္ဓာနာပဲ့ပြီးသွားဟိုရောက်တော့လဲလှူလိုက်ကြတာသူတို့ရွာကမဆဲဘူးဘုန်းကြီးကအဲ့ဒါနဲ့တည်းမတင်းတယ်သုံးလေးနှစ်လောက်နေတော့အရင်ဘုန်းကြီးစိုက်ထားသွားတဲ့လက်ကောက်ဝလောက်ရှိတဲ့တဏ္ဍာပင်တွေခုတ်ရောက်ပါရဲ့မျိုးတွေတွေ့ဘုန်းကြီးတွေနှိမ့်ချတာအမျိုးပဲ အဲ့တော့အဲ့ဒီကနေပြီးတော့နောက်တော့ဘုန်းကြီးတို့ပြိတ္တလူမှုစည်းပွားတွေပါတဏ္ဍခပင်တွေကုန်မလောက်သေးတော့ဘာလုပ်လို့လဲကျောင်းပတ်ပတ်လည်းမှထမ်းပင်ကလည်းပဲ900 800လောက်ရှိတယ်အဲ့ဒါထမ်းတဲ့ကန်ထရေပေါ်ထရေရောင်ထညက်ချက်ရောင်အနောက်ဆုံးထလက်ပန်းရောင်အနောက်ဆုံးထမ်းပင်လည်းပြီးထမ်းသားပါရောင်လို့ရော မကြာဘူးပြိဿာကြီး၄ငယ်၆နေဥပုသလာကြီးပြန်တော်မူပါပြန်တော်မူတော့ဆော်တော်ကြီးအကြောင်းကြားကျေးဇူးများတဲ့တပည့်ကျေးဇူးရှိတော့ကိုယ်တိုင်ကြိုးစားကြွန်ပြီးတော့ဇာဗနာမှာအပူဇော်ခံထိုင်စီမံဟာရွာကတော့သူတို့ဘုန်းကြီးတကယ်ဖရာပဲတခန္ဓနာကြီးအကြီးအကျယ်ပြိဿာကြီးဘုန်းကြီးပြန်ပွဲပွဲကင်းကြီးချတောင်လေးတောင်မှာဆန်း ကြောင့်မန္တအိမန္တတိချကရဝိတ်တေယောခရကောဘဝဧကမန္တယောနော်လိုက်ပြသတိယောတိုင်းနေတာရယောဗောဗျာတွေ့ဘူးတယ်မို့လားအေးခုဒီနောက်ပိုင်းတော့တင်မတွေ့ရတော့အဲ့ဒီလိုကြီးကျယ်ခန္ဓာမှုတွေလုံးပြီးတော့ယုတ်ကလသဂျူဖို့တဏ္ဍခါတုံးနေရခေါင်းကြီးတို့ပြိတ္တကြီးလူလက်ကုတ်လက်တပြန်ကြော်တဲ့ဆိုပဲအဲ့ဒါတဏ္ဍခါအစစ်တည်း 没修过，全部阿婆阿奶奶婆伊都不认得伊，我去噶，阿一天无忙，我撇路边弄去咪家。奶奶个娃娃阿生奶奶，塞比罗二万，我去噶，塞比罗得看人呐，伢子嘛离家咯。那，几个人阿搞不认得伊，那从每天中午全部忙，天那么热，个，娃都娃崽哩，得看人呐，阿是忙比罗。 ခင်မုံကိုပတ်ပတ်လေပရိသတ်လှဲ့လှဲ့ပြီးတော့မှပရိသတ်ကြီးခြေတိုက်ဆရာကြီးကရက်ကြီးဟဲ့ဘာလုပ်ကြတာလို့ခင်မုံမော်တင်မိမသူကျုပ်ပဲနဲ့ဘာလုပ်ကြတာလို့ဆိုတော့အဲ့ဒါမှသူတို့လုပ်ကြတဲ့အကြောင်းလေးပြောတော့ဩတကားလေးကုသလတော်တော်ကြီးညိုကြတယ်နော်အဲ့တော့မင်းတို့ပင်ပန်းခံလုံမလီပါနဲ့ကွယ်တဲ့အခောင်းပွင့်ပြီးမောက်ချ ဒုသနာနာတိပေးလိုက်သူ့ဟာသူရက်ဝင်သွားလိမ့်မယ်သမွန်စရောကြီးပြောတာနော်ကျုပ်ပြောတာမဟုတ်ဘူးဒါကြောင့်မဆွေချဘုန်းကြီးဘုန်းကြီးတွေအပြည့်ပြောသွားတယ်ဖြစ်ဦးမယ်အဲ့ဒါဘုန်းကြီးတို့ပရိသတ်ကြီးအဲ့ဒီလိုနဲ့လေးငလလောက်နေတော့စရောကြီးသရင်သုံးတဲ့သမွန်ကြောင်းတဲ့ကတိပင်းကြီးတွေ အဲ့ဒီသစ်ပင်ကြီးတွေအောက်မှာဈဉ်ညာရှိတယ်ထိုင်တဲ့ခုံတွေရက်အသေးရိုက်ထားတဲ့ခုံတွေရှိတယ်ရောင်းတာကြီးရဲ့မြောက်ပေါက်နဲ့မလှမကန်းကလျက်ပင်အောက်ကထိုင်ကုန်ပေါ်မှာစတော်ကြီးကလည်းမနဲ့စောစောနေအထွက်လေးနေသာလုံရင်းနဲ့အဲရွတ်စရာကြီးတာတွေရွတ်ဖတ်နေတဲ့ချိန်ပေါ့ဗျာရွာတဲ့ကတကားလေးကတော်တဲ့တောင်းရလှုပ်ဖို့မိသားစုတွေလဲနေအထွက် လဲနောက်မှာပြိဿရဲ့လက်တိုင်ကိုချီးပြီးတော့နွားသမီးလေးပါလာတယ်။နွားပေါက်နှစ်ထိန်လေး။အဲ့တော့ပါလာကြောင်းမြောက်ပေါက်ကအဖြတ်မှာအဲ့ဒီနွားပေါက်စားလေးကကြောင်းပေါက်လည်းရောက်တော့ကြောင်းနဲ့ဝင်ပြေးလာတဲ့ပြီးတော့ဘာလုပ်သလဲဆိုတော့ဆတော်ကြီးနန်းရောက်လာတော့ခြေထောက်တွေလက်တွေရက်ထားပြိဿရဲ့နောက်တော့သူ့အမေကလည်းလက်ကိုအတင်းဆောင်ဆွဲပြီးတော့ကျိုးဖြတ်ပြီး ရောက်လာစတော်ကြီးနဲ့ရောက်လာတော့ရန်တော့မမှုပါဘူးအဲ့ဒါတရက်မဟုတ်ဘူးနှစ်ရက်သုံးရက်လောက်ကြာတော့စတော်ကြီးကဟဲ့ဒီကောင်ငါနဲ့အကြောင်းမကင်းဘူးဒီကောင်ဘသူလဲသူတကားတွေလည်းစဉ်းစားဒီကောင်ဘသူလဲဘသူဖြစ်နိုင်တယ်လဲစဉ်းစားရင်စဉ်းစားရင်လည်းနောက်ဆုံးဥက္ကုသလာကြီးသရိယဥက္ကုသလာကြီးအနေထိုင်နေကြည်ပြီးတော့ 别讲，古得来一面骗你们了，是哪个？古得来一面骗你们啦，不？哎，那我们家罗，你罗不？你哪里啊？老家我们有大米，有米有山，你罗？所以讲，那我来着，嘿，古得来罗，过来着，哎，哪里啊？个手包别拿，别罗，所以伊因为呢，讲你土的，哎，他妈讲你不皮罗。 သေးကြပါပြီဒီကောင်ကုသလကြီးပဲဖြစ်မှဖြစ်ရလေဟဲ့စိတ်မကောင်းတရိษံဖြစ်ပြီလူပြန်ဖြစ်ဖို့မလွယ်ဘူးဟုတ်ပြီလား